မင်းအွန်လိုင်းတို့ဟိုအားတို့ကတော့ဘောနော်အာကြားဖြန့်နဲ့ပတ်သက်ပြီးတော့ဆော့ချစ်သူနဲ့ဆော့ချစ်သူတို့ထိုးချပါပြီ။ဘာပြောလဲဆိုတော့ကြားဖြန့်တွေကို NCA လက်မှတ်ထိုးရတဲ့အဖွဲ့ကြီးတဲ့နေသားဆောင်တက် PGF အမိကန်အဖွဲ့ကြီးကလုပ်နေတာဟာနော်။ ထိုးချပါပြီထိုးချပါပြီအဲ့တော့ဆော့ချစ်သူရဲ့အနာကအလားလာတော့ကျွန်တော်ကတော့တိတ်မကောင်းဘူးလို့မြင်တယ်ရှီချီချန်တို့ဘာလို့ဒီကနေထွက်ဆိုချက်တွေပါရပြီဘောလားဥပမာအမှုတွေပါစစ်နေပြီဆိုဆော့ချစ်သူကလည်းဘာတွေဖြစ်မလဲဆိုတာသက်ဆောင်ကြရမယ်ကျွန်တော်ထင်တယ်ဟိုတလောကဟိုတနေ့ရောကဖန်ကိုမရောက်နိုင်သွားတယ်မရောက်နိုင်သွားပြီးတော့ဆော့ချစ်သူနဲ့လည်းတွေ့သွားပုံရတယ်ဘောလားတွေ့သွားတယ်လို့တည်င်းလည်းကြားရတယ်အဲ့တော့ ပြောမယ်ဆိုရင်တော့ဘယ်လိုလုပ်မလဲသူတို့ရဲ့မိသားစုတွေရှောင်တင်းခိုင်းပြီလားဒါမှမဟုတ်သူတို့ရဲ့ပစ္စည်းဥစ္စာတွေကို lock လောက်ခံမှာဆိုလို့တခြားနေရာတွေရွှေပြောင်းနေပြီလားသူတို့ရဲ့ငွေကြေးတွေရွှေပြောင်းနေပြီလားဆိုတော့ဟိုပေါ့နော်အာဒါကျွန်တော်တို့ဟို public အမြင်မှာတော့မမြင်နိုင်တဲ့ကိစ္စဖြစ်နေနောက်ွယ်မှာတော့ဒီကိစ္စအရင်နဲ့ပတ်သက်ပြီး ဟိုတခုခုတော့မရောက်နိုင်တော့တော့လုံနေပြီအဓိကတော့သူတို့ကိုမထိခိုက်ဖို့အရေးအတွက်ဒီကောင်တွေကတော့အထိုးကျွေးခံဖြစ်မှာပဲဒါပဲစစ်တပ်နဲ့ပေါင်းတဲ့သူကဒါပဲအထိုးကျွေးခံရမှာပဲထိုးကျွေးခံရမှာပဲခံဖို့ခံဖို့ဟိုမှာကိုကက်ပါလေခံပြီးသွားအခု BGF တက်ခံအောင်မယ်လို့တော့ကျွန်တော်ကတော့မြင်နေပါတော့နော်ဒီနေ့ကတရားမြတ်တာလုံးလက်ချင်းနဲ့မတူ